မှုတ်ထုတ်လိုက်တဲ့ secret ငွေထဲမှာအတိတ်တွေလင့်ပါသွားသလိုငါနာချာကတလက်လက်နှက်ကမှလည်းတမိုင်းဝင်စိတ်တရရယ်လောကရန်ဆိုတဲ့ကွာကစားပွဲကြီးဟာငါပြစ်လိုက်တဲ့ space တစ်ချက်လောက်တောင်အရေးမပါသလိုပြစ်ထုတ်လိုက်တဲ့စလိတ်တူလွင့်စင်သွားတဲ့မီးပွားမီးပွားရဲရဲကိုချီပျောက်ကွယ်သွားတဲ့အခါဒေါသထွက်နေမယ်ငါမနာလို့လို့ဆိုတာသူသိမလဲ ပြည်စုံလူဖိတ်ဆိုင်မှာကြတော့လေတခြားသူတွေရဲ့ဘဝတွေကိုမြင်ရတော့သူတို့ဘဝတွေအကြောင်းလဲပါတယ်တခါတခါကိုခံစားရတဲ့ဟာလေးလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးရေးပြတာပါအားရင်အားသလိုပေါ့နော်အဲ့လိုလူဖိတ်ဆိုင်ထိုင်နေရေးတယ်တခါတခါကြတော့လေအိမ်မှာရေးတယ်ကားပေါ်မှာရေးတယ်ရေးတဲ့နေရာတွေရဲ့တရားနေရာနဲ့တရားမတူဘူးပေါ့နော်ကိုစိတ်ကူးပေါ်လာရင်စိတ်ကူးပေါ်လာတယ်လောက်အတွေးပေါ်လာရင်ပေါ်လာတယ်လောက်ပြည်စုံချီးပြစ်တာပါဟုတ်ဒီဝတ္ထုတွေကကြတော့ဇက်အိမ်တိဆောက်ပြီးတော့ပြပြလေးရတယ်ပေါ့နော်ဒီကြပြားကြတော့အဲ့လိုမဟုတ်တဲ့အခါကြတော့ကိုခံစားတဲ့အနေနဲ့ပဲအဲ့လိုအငားခံစားပြီးတော့ပြပြဖြစ်တာလေ လေးတွေရှိတယ်ပေါ့နော်ဒါမှမဟုတ်မြင်ရရင်လည်းဘယ်လိုမြင်ရတယ်အဲ့လိုမျိုးပြောပြတာလေးရှိတယ်ဒါကတော့ဖတ်ကြည့်ရင်သိမှာပေါ့ အဓိကကတော့စဖတ်အားနဲ့လဲဆိုင်တာပေါ့နော်။ဘာလို့ဆိုစဖတ်တာရက်တက်သွားလို့ရှင်အုံနောက်ထဲမှာဟိုထပ်ပြီးတော့အတွေးတွေရှိချိလာတော့မှမဟုတ်ဘူးပေါ့နော်။အဲ့အတွက်ကြောင့်ရေးစရာလည်းကုန်ခန်းသွားမှာပဲပေါ့နော်။အဲ့တော့ပြဿနာတော့ဇက်တိုက်တော့ဟိုအဲ့လိုမျိုးကုန်ခန်းသွားတာမျိုးမဖြစ်အောင်ပြဿနာဇက်တိုက်လိုက်စာတွေဖတ်နေရပေါ့နော်။နောက်ပြီးတော့လူတွေကိုတွေ့တာအော်ဥမာဒီမားနဲ့တွေ့ဆိုလို့ရှင်အမားနဲ့တွေ့စကားပြောရပဲမဟုတ်ဘူး။ဥမာအမားစိတ်ထဲမှာဘလို့ဖြစ်နေလဲပေါ့နော်။နောက်ပြီးတော့အဲ့လိုပေါ့ဇက်အိမ်တိရောက်ကြည်ရလေးရှိတယ်။ဒါကတော့ practice လုပ်တဲ့သဘောမျိုးပါပဲ။အဲ့လိုမျိုးလေးလည်းလုပ်ဖြစ်တယ်။နောက်ပြီးတော့ လို့ဝတ်ထုချရတာလေးရှိရပါတော့အဲ့လိုမျိုးပါပဲ။ဟုတ်ပြီဆိုရင်ဒီတစ်ခါထွက်တဲ့စာအုပ်ကကြာဒီ emotion ဆိုတဲ့ခပြစာအုပ်လေးပေါ့နော်။အဲအင်္ဂလိပ်မြန်မာနှစ်ဘာသာစာအုပ်လေးပါပြတော့ပင်ကိုရေးခပြစာအုပ် ါနော်ဟုတ်ဒါတော့တတိယမြောက်စာအုပ်ပေါ့နော်တတိယမြောက်စာအုပ်ပါအရှိမာကတော့နှစ်အုပ်ထပ်ပြီးသွားပါပြီဟုတ်အာတအုပ်ကကျတော့တခြားတက်ရပေါ့နော်တအုပ်ကကျတော့ပြည်သူဝင်ရပြည်သူကျေစာပြည်တယ်ရပဲထုတ်တာပါဟုတ်ဟုတ်အာပထမအုပ်စာအုပ်ကတော့အဲ့လိုအင်္ဂလိပ်ပြဆက်လေးကိုဖတ်တာပြန်လာပါနော်ဒုတိယစာအုပ်ကကျတော့ပြည်သူဝင်ပင်ကိုရဝတ္ထုတိုးလေးတွေကိုပဲကိုပေါကကိုရီးယားလိုပြန်လာပါဒီတစ်ခေါက်ကလည်းအရှိရတစ်ခေါက်လိုပါပဲပင်ကိုရေးကပြားလေးတွေကိုကိုပေါကပဲအင်္ဂလိပ်လိုပြန်ပြီးတော့မှ staff ကဆရာက စစ်ပေးရပါတော့ဟုတ်ပြီးတော့အဲ့လိုအသက်ဆိုင်လေးပေးပါတော့ရေးပြတ်နေပါတော့ပထမဆုံးကကြတော့ဘာသာပြန်ပါတော့ဟိုစာပေမျိုးစမတူဘောဒုတိယပါကကြတော့ပြီးတော့ပင်ကိုရေးပါတော့တတိယကြတော့ခပြားပါတော့အဲ့လိုလေးပါပဲအဓိကကတော့ပြီးတော့ခန်းစားချက်ပေါ်တလောက်ပြီးတော့ရေးပြတာဆိုတော့နောက်ပိုင်းကြတော့ပြီးတော့ခပြားလေးတွေရေးပြတာပုံများတဲ့ခါကြတော့ခပြားလေးတွေစုထုတ်ပြတာပါတော့ခပြားစာအုပ်ထုတ်မယ်ဆိုပြီးတော့တတိတတန်ရေးခဲ့ရတော့မဟုတ်ဘူးပေါ့နော်ပြီးတော့ဒီစာဖတ်သူတွေရှိမှလည်းမပေါ်လာလည်းလည်းလေးကြားလာပြီပေါ့နော်အဲ့တော့ဟိုငါ ၅လလောက်ကတော့ဒီစာအုပ်ပြင်နေရတာအတွက်ပေါ့နော်အရှိပိုင်းကကျတော့ဒီရုပ်ရှင်လေးပါလေမြောက်ဆိုတော့ပြတော့မပေါ်လာဖြစ်ဘူးအဲ့ဒါနဲ့ပြောဩငါရေးထားတဲ့ကြပြားလေးထုတ်လိုက်မယ်ဆိုပြီးတော့မပြတော့ဖာသာလေးပြန်ပြီးတော့ထုတ်ဖြစ်တာပါဟုတ်အာပြတော့ကအာစက်တနှစ်လောက်ထဲကဒီရေးနေရပေါ့နော်ဒါပေမဲ့အာပြတော့စာအုပ်ထုတ်တာ73နှစ်လောက်ပါဟုတ်ပြီဟုတ်ဆက်ငါးနှစ်ဟုတ်အဓိကကတော့စာဖတ်အားနဲ့လဲဆိုင်တာပေါ့နော်ဘာလို့ဆိုတော့စာဖတ်တာရက်တက်သွားလို့ရှိရင်အုံနောက်ထဲမှာဟိုထပ်ပြီးတော့အတွေးရှိချစ်လာတော့မှာပေါ့ပေါ့နော်အဲ့အတွက်ကြောင့်ရေးစရာလည်းကုန်ခန်းသွား မှာပဲပေါ့နော်အဲ့တော့ပြည်ဆောင်ရတဲ့ဇက်တိုက်တော့ဟိုအဲ့လိုမျိုးကုန်ခန်းသွားတာမျိုးမဖြစ်အောင်ပြည်ဆောင်ဇက်တိုက်အိုက်စာတွေဖတ်နေရပေါ့နော်နောက်ပြီးတော့လူတွေကိုတွေ့တာအော်ဥမာဒီအမနဲ့တွေ့ဆိုလို့ရှိရင်အမနဲ့တွေ့စကားပြောရပဲမဟုတ်ဘူးဟိုမှာအမစိတ်ထဲမှာဘလို့ဖြစ်နေလဲပေါ့နော်နောက်ပြီးတော့အဲ့လိုပေါ့ဇက်အိမ်တိောက်ကြည်ရလေးရှိတယ်ဒါကတော့ practice လုပ်တဲ့သဘောမျိုးပါပဲအဲ့လိုမျိုးလေးလည်းလုပ်ဖြစ်တယ်နောက်ပြီးတော့ဝတ္ထုချရေးတာလေးရှိတယ်ပေါ့နော်အဲ့လိုမျိုးပါကဗျာကျတော့ပြည်တော်ဟိုမော်နော်ရေးပြတာကျတော့အများသားဖြစ်ဒီမီပွိုင်းထောင်းကလဖိတ်ဆိုင်အဲ့မ မှာကတော့အများဆုံးရေးပစ်တယ်။ဘာလို့လဲလွတ်လဲလွတ်လပ်တယ်။နောက်ပိုးကတော့ B point တောင်းကြတာလေးနည်းနည်းစုံကြတဲ့အခါကျတော့လူတွေအများကြီးပဲမြင်နေရတယ်။ကိုရှင်မှာလူတွေအများကြီးဘွားတွေအများကြီးရှိနေတယ်။အဲ့တော့အဲ့ဘွားတွေကိုကြည့်ပြီးတော့မြင်လာတဲ့အမြင်လေးအတွေးခေါ်တွေကိုရှင်းရတာဖြစ်တဲ့တော့ကြောင့်ကြော်ဖို့လည်းကောင်းတယ်။နောက်ပိုးကတော့ပြည်သူအားလက်ချိန်ဆိုလို့ရှိရင်အဲ့လိုလက်ဖိတ်ဆိုင်တော့ထိုင်ပစ်တာရှိတယ်။အဲ့ဒီလိုချိန်တွေမှာပဲများစွာဖြင့်ရေးပစ်တာပါ။အားရင်အားသလိုပေါ့နော်။အဲ့လိုလက်ဖိတ်ဆိုင်ထိုင်နေရေးတယ်။တစ်ခါတော့ကျတော့လည်းအိမ်မှာရေးတယ်။ကားပေါ်မှာရေးတယ်။ရေးတဲ့နေရာတွေတည်းနေရာနဲ့တည်းနေရာမတူဘူးပေါ့နော်။ကို စိတ်ကူးပေါ်လာရင်စိတ်ကူးပေါ်လာသလောက်အတွေးပေါ်လာရင်ပေါ်လာသလောက်ပြည်စုံချီးဖြစ်တာပါဟုတ်ပြည်စုံလူဖိတ်ဆိုင်မှာကြတော့လေတခြားသူတွေရဲ့ဘဝတွေကိုမြင်ရတော့သူတို့ဘဝတွေအကြောင်းလဲပါတယ်တခါတခါကိုခံစားရတဲ့ဟာလေးတွေလည်းပါတယ်ပေါ့နော်အလိုလိုရေးပြစ်တာပါအဲ့ဘဝတွေကိုဘယ်လိုပုံစံမျိုးပြန်ပြပြနေဒီထဲမှာဘယ်လိုမျိုးနေသေးတာလဲတကယ်လို့ဘယ်လိုပြတ်တယ်ဟုတ်အာဘဝတွေကိုကြတော့အာကြတော့ဒီဝတ္ထုတွေကကြတော့ဇက်အိမ်တိဆောက်ပြီးတော့ပြောပြလို့ရတယ်ပေါ့နော်ဒီကြပြားကြတော့အလိုမဟုတ်တဲ့အခါကြတော့ကိုခံစားရတဲ့အနေနဲ့ပဲအဲ့လိုအငားခံစားပြီးတော့ပြောပြ ဖြစ်တာလေးတွေရှိတယ်ပေါ့နော်ဒါမှမဟုတ်မြင်ရရင်လည်းဘယ်လိုမြင်ရတယ်အဲ့လိုမျိုးပြောပြတာလေးရှိတယ်ဒါကတော့ဖတ်ကြည့်ရင်သိမှာပေါ့နော်ကြပြားတော့အပုံ20ကျော်26ပုံလောက်တော့ပါမယ်ရှင်ဟုတ်ပေးဆမပိတ်တယ်ဦးတည်ရှိတာ အဲ့လိုမျိုးဥတီချက်တော့မရှိပါဘူးပါဆိုတော့ပြည်စုံရေးစာအုပ်တွေကငိုတဲ့ကလူငယ်လည်းဖတ်တယ်လူကြီးတွေလည်းဖတ်တယ်ပေါ့နော်အဲ့လိုဟိုလူမျိုးစုံဖတ်တဲ့အခါကျတော့အဲ့လိုမျိုးဥတီပြီးတော့မရှိဘူးလူကြီးတွေလည်းဖတ်လို့ရအောင်လူငယ်တွေလည်းဖတ်လို့ရအောင်ပဲရေးပြတာပါဟုတ်နော်ပြည်စုံရေးဒီစာဖတ်သူတွေထဲမှာဟိုပေါ့နော်ဂျပန်လေးလာနေတဲ့သူတွေရှိတယ်ကိုရီးယားလေးလာနေတဲ့သူတွေရှိတယ်အင်္ဂလိပ်လိုလေးလာနေတဲ့သူတွေရှိရပေါ့နော်အဲ့တော့ပြည်စုံကိုရိုင်းကလည်းကိုရီးယားသာစာလေးလာတော့ကအဲ့လိုကိုရီးယားစာအုပ်တွေရှာတဲ့အချိန်မှာနည်းနည်းလေးအခက်တွေ့ခဲ့ရပေါ့နော်အဲ့တော့ဟိုလိုကိုရီးယားလိုပဲဖြစ်ဖြစ်အဲ့လိုအင်္ဂ လိတ်လိုပဲဖြစ်ဖြစ်ပေါ့နော်လေးလာလို့လည်းရတယ်နောက်ဘောကတော့ဟိုလိုတွဲဖက်လို့လည်းရတယ်ပေါ့နော်အဲ့လိုရှိရချန်နေနေပဲပြောင်းထုတ်ဖြစ်တာပါဟုတ်ဟောအများဆုံးဖြစ်လာတော့ဆရာအောင်ချင်းတို့ဆရာအောင်ပြင်းမြင့်နောက်ပြီးဆရာဒုက္ခမိန်လိုင်းပေါ့နော်အများဆုံးဖက်ဖြစ်ပါတယ်နောက်ပြီးတော့ကြ བྱ ာပိုင်းကကြတော့နည်းနည်းလေးအေးပေါ့နော်ကိုကဖက်ထားတာပဲရှိရပါကြတော့ပြောင်းဆက်ပြီးတော့ကြ བྱ ာနဲ့ပတ်သက်ပြီးလေးလာနေပါမသိရတယ်လည်းရှိသေးတာဆိုတော့လေးဟုတ်ကြ བྱ ာရေးရာနဲ့ ဒီဝတ္ထုရေးရတာကြတော့ကွာချမ်းမော်ကြဝတ္ထုကကြတော့ဇက်အိမ်ကိုအရင်ဆုံးခိုင်းအောင်တိဆောက်ပြီးတော့မှအာ ဒီဝိထုမှာဆိုလို့ရှိရင် ပြောပြရတဲ့သူကကိုဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုကမြင်တဲ့သူဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကတော့ဘောနော်အမြင်နှစ်ဖက်ရေးလို့ရတယ်တစ်ဖက်ရေးလို့ရတယ်သုံးဖက်ရေးလို့ရတယ်ဘောနော်အမြင်နေနဲ့ရှိရတာပေါ့ကြပြာကျတော့အလိုမဟုတ်ဘူးပေါ့နော်ကိုမြင်လဲမြင်တဲ့ဟာကိုစကလုံးတူတူနဲ့လိုရင်းတူရှင်းပေါ့နော်အဲ့လိုရေးတယ်တခါတခါကျလို့ရှင်လဲကြပြာအရှိလေးတွေလဲပါတာပေါ့နော်ဆိုတော့ခွာချမှုဟာကျတော့ဒီစပေကျတော့ဒီဝှထုဆိုလဲလွတ်လပ်တယ်ကြပြာဆိုလဲလွတ်လပ်တယ်ပေါ့နော်ဒါပေမဲ့ကြပြာကျတော့ပို့ပြီးတော့ကိုထင်တော့ထင်တယ်လို့ဘွန်းဘွန်းရှင်းရှင်းရေးတဲ့အခါကျတော့ပို့ပြီးတော့လွတ လွတ်လပ်လပ်လေးရှိတယ်ပေါ့နော်ဒါကတော့နည်းနည်းလေးကွာသွားတာပေါ့ဟုတ်ခပြာကြတော့ဖလားတီတောင်းလာချင်မှလို့လဲဆိုတော့ ဟိုပြင်ဆောင်ရစပေးဆိုလို့ရှိရင်တော့အကုန်လုံးတက်မိုးထားပါတယ်ဟုတ်ကြပြားတော့ပြင်ဆောင်ရေးပြင်ရေးပြစ်တလို့ပေါ့နော်နောက်ဘူကတော့ဒီဝတ္ထုတွေလည်းလိုပါပဲညရွှေဆက်ပြီးရကြတော့ထုတ်ဖို့ကလည်းအာဘာသာပြန်လည်းဖြစ်နိုင်တယ်ကြပြားလည်းဖြစ်နိုင်တယ်ဝတ္ထုလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ရွှေဆက်ပြီးရတော့ပြောလို့တော့မရသေးဘူးပေါ့နော်ဒါပေမဲ့ကြပြားနဲ့ပတ်သက်ပြီးရတော့ပြင်ဆောင်လေးလာမယ်လေးလာပြီးရင်လေးလာပြီးတလောက်တော့ပြင်ဆောင်ဆက်တိုက်ရေးပြစ်နေပါဘာလို့ဆိုတော့ဒီဘက်ကကျတော့ကြပြားရေးတဲ့သူတွေလည်းညားတယ်ပေါ့နော်အဲ့တော့ဒီဘက်ခက်လူငယ်ရေးတဲ့ကြပြားကိုလည်းပြင်ဆောင်အလန်းမဝေးပါဘူးဖတ်တယ် အရင်တော့လူတွေဟေးတဲ့ကြံအောင်လဲဖတ်တယ်ဘလို့တွေကွာခြားွားလဲဆိုတာပြေတော့လေ့လာဖြစ်ပါတယ်ဟုတ်ပါဆိုတော့ရှစ်ဆက်ပြီးတော့ပြေတော့ရေးပြီးရင်ရေးပြီးတလောက်တော့ပြေတော့အမှုပညာတွေကိုဒီစာအုပ်အဖြစ်နဲ့ပေါ့နော်ပြေတော့ရဲ့စာဖတ်သူတွေကိုချပြပေးဖို့တော့ရှိပါတယ်ဟုတ်ပြေတော့သဘောအကျဆုံးကတော့ဒီ63ရက်ရောက်တဲ့ခုံအောင်အဲ့အဲ့ဟာသဘောကြဆုံးမမှတ်လဲမှတ်မိနေရပါတော့။အဖြစ်ချက်တော့အဲ့ဒီနေရာအမှတ်တရလေးနည်းနည်းပြောပြလို့ပေါ့နော်။အဲ့ဒီနေ့ကပုံမှန်ဆိုလို့ရှိရင်မီးပွိုင်းတောင်ဝိုင်းမှာထိုင်တာဆိုပေမဲ့အဲ့နေရာအဲ့မှာနေရမရဘူး။ ဲ့တော့ဟိုဘက်နည်းနည်းအတွင်းဘက်ကိုနည်းနည်းလေးယောက်သွားတယ်ပေါ့နော်အဲ့ဒီမှာမြင်လိုက်ရတဲ့အဲ့လိုမြင်ကွက်တစ်ခုချင်းစီတစ်ခုချင်းစီကိုပြည်တော်ဖွဲ့ပြီးတော့ရှင်းထားပါတော့ဒါကတော့ဒီကဒီဆောင်ထဲမှာဖတ်ကြည့်ရင်တော့ပို့ပြီးတော့သိနိုင်ပါတယ်ဟုတ်မဟုတ်ထုတ်လိုက်တဲ့ secret ငွေတွေမှာအတိတ်တွေလင့်ပါသွားသလိုငါနာချက်ကတလက်လက်ငကတ်မှာလဲတမိုင်းဝင်စိတ်တရားလောကရန်ဆိုရက်ကကစားပွဲကြီးဟာငါပြစ်လိုက်တဲ့စပိတ်တစ်ချက်လောက်တောင်ရေးမပါသလိုပြစ်ထုတ်လိုက်တဲ့စလိတ်တူ 轮生多的面包，面包一有二角，别贵多爱卡，多到吃年买，我们那路路出来都订嘞，那个比较的好。<music> ကဲလောလောဆယ်အရပြည်အောင်ဖြန့်ချီလေးတော့မလုပ်ရသေးဘူးပေါ့နော်ဆိုတော့နောက်ပိုင်းဘယ်ဆောက်တွေမှာဘယ်ဘယ်ဆောက်ဆိုင်တွေမှာဝယ်လို့ရလဲနောက်ပိုင်းဘယ်မျိုးနေတွေမှာဝယ်လို့ရလဲဆိုတော့ပြည်အောင် page ကနေရောအကောင့်ကနေရောကြောင့်ညပေးသွားပါမယ်ဟုတ်ကိုတတိယမြောက်ပေါ့နော်ဒီ emotion ဆိုတဲ့ကဗျာဆောင်လေးထပ်ပါပြီဆိုတော့ပြည်အောင်ကိုဒီဖတ်ပြီးသွားလို့ရှင်လဲထင်မြင်ချက်လေးတွေလဲပြပြပေးလို့ရပါတယ်လို့ဟုတ်ဖတ်လဲဖတ်ကြည့်ပေးကြပါအောင်ဟုတ်